2025မှာပြောင်းလဲလာတဲ့ AI နဲ့လူနေမှုဘဝတွေဟာလူတွေပေါ်မှာဘလောက်တောင်မှပြောင်းလဲမှုရှိနေလဲ။ကဲပရိသတ်ကြီးတွေဤပညာတွေတိုးတက်ပြောင်းလဲလာတဲ့မြောက်လူရင်းမြစ်တွေကလည်းတရားစမင်းမိလာတော့မေးဆိုတာကိုသတိထားမိကြပါလား။ဟုတ်ပါရင်2025ဆိုတဲ့ကာလကိုရောက်လာနေမြနီးပညာတွေဟာမျက်စိတမိအတွင်ရာရာလုံနိုင်မှာဖြစ်တယ်လို့ပြောဆိုပြီးသွားရင်မှဉဏ်တွေကလည်းအစ်တတပင်ပြန်ရလာအောင်ထိဖန်နည်းနိုင်စွမ်းရှိလာခဲ့ပါရဲ့အထူးသဖြင့် ChatGPT, DeepSeek, ဂျမီနိုင်နဲ့ခေါ်ပိုင်လစ်တရားဆိုရင်တော့ဆိုရှယ်မီဒီယာသုံးရတဲ့သူတွေကြားထဲမှာအတော်လေးရေပန်းစားနေရသလိုလူတယောက်ဆင်ယူပြီးတော့ရှာဖွေရတဲ့အကြောင်းအရာပေါင်းစုံကိုလည်းဒီ AI တွေကစက္ကန့်ပိုင်းအတွင်းမှာဖြည့်ထုတ်ပေးနိုင်စွမ်းရှိပါတယ်။ AI ဆိုတဲ့ရှေးကောက်ကတော့ artificial intelligence ဖြစ်ပြီးယနေ့ခေတ်လူသားတွေရဲ့နေစဉ်ဘဝမှာအမဲမပြတ်ပါဝင်ရောရှက်နေတာလို့ပြောရပါမယ်။အထူးသဖြင့်အလောက်ကိုင်းနေပေများပညာရေး၊စေဘက်၊စီးပွားရေး၊မီဒီယာနဲ့နေစဉ်ဘဝအထိပါထောက်ကူဖြစ်လာခဲ့တယ်လို့ဒီကမ္ဘာလုံးမှာရှိတဲ့ဘာသာပေါင်း100ကျော်ကိုလည်းတည်သက်စီလျော်အောင်ပြောနိုင်စွမ်းရှိခဲ့ပါတယ်။ဒါကြောင့်မေနိုင်ငံเจ้าမှာရှိတဲ့ចောင်းသားတော်တော်များဟာ တို့လိုချင်တဲ့ project တွေဖြစ်ချင်တဲ့ဆန္ဒတွေကို AI ကိုမီးခွန်းထုတ်ပြီးတော့ထွက်လာတဲ့ဖြေတွေကို report ပြန်တင်ကြတာကြောင့် professor တွေတောင်တော်တော်အများကတောင်မှခေါင်းကိုက်နေကြရတာပဲဖြစ်ပါတယ်။ AI ရဲ့တွဲခေါ်နိုင်စွမ်းဟာလူအယောက်တရားရဲ့တွဲခေါ်နိုင်စွမ်းနဲ့သွားတူနေခဲ့သလိုအချက်လက်ကြကြတွဲခေါ်နိုင်မှုတွေကြောင့်နောက်ပိုင်းတွေမှာစီးပွားရေးနယ်ပယ်တွေကသူတွေဟာပျောက်ကွယ်လူနီးနီးဖြစ်သွားမလားဆိုပြီးတော့စိုးရိမ်ရတဲ့အထိဖြစ်လာခဲ့ပါတယ်။ဒီကိစ္စမှာကြတော့ဒီပညာတစ်ခုဟာဒီလောက်လေးပဲလုံနိုင်စွမ်းရှိနေကြတာမဟုတ်ပါဘူး။ ဒီထက်ပေါ်တဲ့လုံနိုင်စွမ်းတွေကိုလည်းတသွေးမတိန်လုံနိုင်ပါသေးတယ်။အထူးသဖြင့်လူစားထိုးတာ၊ပစ္စည်းစားထိုးတာတွေကိုလုံနိုင်တယ်လို့ကိုကထွေသင်ပေးလိုက်တဲ့အပညာတည်တဲ့ကအတိုင်းသူ့ရဲ့ intelligence ကလည်းတသွေးမတိန်အလုံးလောက်တာမလို့တနေ့တနေ့စိတ်ကောင်းလိုက်ပူစားလိုက်လုံနေတဲ့ရီစားလေးစား အီလိုမက်စ်ရဲ့အမျိုးသမီးစိတ်ရုပ်တွေကိုပဲလက်ထပ်တော်မီဆိုပြီးတော့တောင်းမှာပွဲဆိုခဲ့ရပါသေးတယ်။ဆိုတော့ပရိသတ်ကြီးတို့အနေနဲ့လည်းဤပညာတွေတိုးတက်လာတဲ့မြောက်ဒီဤပညာတွေကိုစားထိုးပြီးတော့အသုံးချသွားတာတဲ့စိတ်ခံစားချက်အမျိုးမျိုးရှိတဲ့တက်ရှိလူတို့ရဲ့အလုပ်လုပ်ရတာဟာဘလို့ကွာခြားချက်ရှိမလဲဆိုတာကိုလေးပြောပြပေးသွားပါအောင်ရှင်။အာပိနာစင်ခဲ့ကြရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ အခုလိုအကြောင်းအရာရင်းနဲ့တူပြန်လာခဲ့အောင်မှာဖြစ်လို့ကျမတို့ရဲ့ပေလေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့အတွက်မမေ့ကြပါနဲ့လို့ရှင်။အာဘိနဆင်ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေလေးကနေပြီးတော့ဆူတာမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။